အလုံးစုံမင်္ဂလာပါဒီနေ့ဂျွန်လ13ရက်နေ့မှာသတင်းမီဒီယာတွေမှာဖော်ပြထားတဲ့အကြောင်းအရာတွေကိုနေပြီးတော့ပြန်ပြီးတော့ကျွန်တော်ဝေမျှခြင်းတယ်ပထမဆုံးအနေနဲ့ကတော့မန္တလေးတိုင်းတောင်သာစင်တီချောင်းအနီးမှာတိုက်ပွဲတွေဖြစ်တယ်အဲ့ဒီမှာ3ရောက်သေးတယ်အဲ့ဒီမှာတူဦးကိုအရှင်ဖမ်းမိတယ်အဲ့ဒီမှာထုချတာတခုရှိတယ်အဲ့ဒါကပါလို့ဆိုလို့ရှိရင်တော့သူတို့ကအဲ့ဒီစင်တီချောင်းကိုနေပြီးတော့ဖျက်ပြီးတော့ကူးကြတယ်အဲ့ဒီပြတော့ထွက်ပြေးကြတယ်အဲ့ဒီမှာ9ရောက်သေးတယ်နော်ချောင်းမှာရေနေပြီးတော့ 9ယောက်သေးတယ်ဘာဖြစ်လဲဆိုတော့သူတို့မှာ uniform ပါတယ်ပြီးလို့ရှိရင်တော့ဒီလက်နက်တွေပါတယ်အလေးတွေပါတဲ့အခါကျတော့အဲ့ဒီမှာတေဆုံးတယ်အရင်တော့က granny မှာဆိုလို့ရှိရင်တော့ဒီတင်ဒန်းတွေပိုးချတဲ့အခါမှာတေဆုံးမှုတွေလည်းရှိခဲ့တယ်เนาะဆိုတော့အခုဒီမအလိုက်ရစစ်သားတွေကလည်းဒီလုံပဲเนาะအဲ့ဒီစင်တေးချောင်းကိုဖြတ်ပြီးတော့သူတို့ပြေးရပါဘောအဲ့ဒီပြေးတော့ထွက်ပြေးရတယ်ထွက်ပြေးကြတဲ့အခါကျတော့အဲ့ဒီမှာ9ယောက်သေးတယ်ဒီတိုက်ပွဲမှာကြတာကတော့3ယောက်เนาะကြတယ်အရှင်တယောက်ဖမ်းမိတယ်အဲ့ဒီအရှင်တယောက်ဖမ်းမိတဲ့လူက အဲ့လိုမျိုးပြောပြလိုက်တာအဲ့ဒါကြောင့်ဒေါ်လာရောက်ဖွင့်လေကတိတယ်ဆိုတဲ့ဟာကိုတွေးရမယ်နောက်တစ်ခုက AA ကထုတ်ပြန်တဲ့မဘုံမှုတယောက်ပြောတဲ့စကားဒီစကားကလည်းကျွန်တော်တို့လုံမှုကွန်ရက်ပေါ်မှာတော်တော်ကိုပြတ်နေတယ်နော်အဲ့ဒါကဘာလဲဆိုလို့ရှိရင်တော့ AA ရဲ့ဒီဘုံမှုတယောက်ပေါ့အဲ့ဒါကထုံးမင်းနိုင်လို့ခေါ်တယ်ထုံးမြက်နိုင်မဟုတ်ဘူးနော်ဘုံချွထုံးမြက်နိုင်မဟုတ်ဘူးဆိုတော့ဘုံမှုထုံးမြက်နိုင်ကဘာပြောလဲဆိုလို့ရှိရင်တော့ AA ရဲ့အုတ်ချိုးရေးတို့စေးရေးတို့အဲ့လိုမျိုးပေါ်ဆောင်တဲ့ခါကျတော့အဲ့ဒီဟာကိုနေပြီးတော့ဒီတည်င်းအမားတွေ နော်ထုတ်လွှင့်တယ်နော်တည်င်းဌာနတွေကအဲ့ဒါကြောင့်အဲ့ဒီတည်င်းဌာနတွေကိုအရေးယူဖို့တရားဆွေးဖို့နော်အချိန်နဲ့တရားကိုလုတ်ဖို့တင်းနေပြီဆိုတဲ့ဟာကိုထုတ်ပြန်လိုက်တယ်နော်ဆိုတော့ဒီတည်င်းကလည်းတော်တော်ကိုဟော့တဲ့တည်င်းတစ်ပုတ်ဖြစ်လာတယ်။ဘာပဲလုတ်လုတ်အေးအေးကလုတ်လို့ရှိရင်တော့ကျွန်တော်တို့တည်င်းတွေမှာ hot that news တခုအနေနဲ့ကျွန်တော်တို့တွေ့ရမယ်။ဘာပဲဆိုတော့ခုတော်လေးရမှာဆိုလို့ရှိရင်တော့ A တို့ TNL တို့ MNDA တို့ဆိုတာကတကိတ်ထိစီးမှရောက်နေတဲ့နော်အဖွဲ့တွေဖြစ်နေတယ်နော်။ ဆိုတော့အေအေကိုဒီတည်င်းသမားတွေအမားတွေပြောတယ်ဆိုတဲ့စကားလုံးပေါ့နော်ဒီဟာကိုကျွန်တော်ကလည်းနေ့စဉ်နဲ့အမြတည်င်းတွေစားသုံးနေတဲ့လူတယောက်ဖြစ်တဲ့ခါကျတော့ဒီတည်င်းတွေကိုဖတ်ရှုပြီးတော့ကျွန်တော်ကပြန်ပြီးတော့ဝင်မျှတဲ့လူတယောက်ဖြစ်တဲ့ခါကျတော့နော်အဲ့ဒီမှာကျွန်တော်တည်င်းတွေကိုပြန်ဖတ်တဲ့ခါကျတော့အများအားဖြင့်နော်၈၀ခိုင်နှုန်း၉၀ခိုင်နှုန်းလောက်ပြောလို့ရတယ်နော်အဲ့ဒါကအေအေကိုမကောင်းကြောင်းပြောတဲ့လူခိုင်ရှာနော်မကောင်းကြောင်းပြောတဲ့လူကဆိုလို့ရှိရင်လုံးဝ ကျွန်တော်တို့ဟိုဖက်ကဘောမှာဖွေတွေပဲဖြစ်နေမယ်เนาะဒီဖက်ကတော်လိုင်းရဲ့အဖွေတွေတည်င်းသမားတွေကတော့အများအပြားတော့သူရဲကောင်းဒီမှာပြတပြင်းနေလုံးဝနေပြီးတော့ပတ်ကန်တဲ့အဖွေတွေဖြစ်တဲ့ဆက်ဆရရအားလုံးသူတို့ကဆိုလို့ရှိရင်စုဖွဲ့မှုတွေကောင်းတယ်တပ်သားတွေကဆိုလို့ရှိရင်ရဲရင်နဲ့စသဖြင့်အဲ့လိုမျိုးပေါ်ပြထားတဲ့အကြောင်းအရာတွေပဲပုံများတယ်နော်ပုံများတယ်ဆိုတော့ဒီထက်မှာကျွန်တော်တို့ဒီတလောထွက်လာတဲ့တည်င်းတွေကပါလို့ဆိုလို့ရှိရင်ဆေမုထဥပဒေနဲ့တို့နည်းနည်းပြောခံရတာရှိတယ် ီလိုရှိရင်တော့ထောက်ခံစာကိစ္စเนาะထောက်ခံစာကိစ္စမှာပို့ပြီးတော့ပက်ဆန်တွေပို့တောင်းတယ်စသဖြင့်ဒီတည်င်းလည်းတက်လာတယ်ဆိုတော့အစ်ကေကတော့ဒေါ်လာရဲ့သမိုင်းမှာပြန်ပြီးတော့ကျွန်တော်ပြန်ပြီးတော့ချုပ်ပြီးတော့ကြည့်တဲ့ခါဒီအကြောင်းအရာတို့ခုကိုကျွန်တော်တို့တွေ့ရတယ်เนาะတကယ်နောက်ပိုင်းထွက်လာတဲ့တည်င်းတွေကတော့ AA ရဲ့ဒီစေမထဥပဒေနဲ့လူငယ်တကောဖမ်းတယ်စီးတယ်စသဖြင့်ဒီတည်င်းကတက်လာတယ်เนาะတက်လာတယ်ဆိုတော့အဲ့ဒါတည်င်းမီဒီယာလောကမှာသူတို့အတွက်အာတည်င်းဆိုလို့ပြောရမှာပေါ့เนาะသူတို့ကအပုတ်ချတဲ့တည်င်းလို့ပြောလို့ရတယ် နောက်တစ်ခုကခုနကဒီထောက်ခံစာတွေကိုကောက်တယ်เนาะအဲ့ဒီဟာတွေကလည်းသူတို့တွဲကတော့ထိခိုက်မှုရှိမယ်เนาะဒီသတင်းတွေကြတော့ဘာဖြစ်ဆိုတော့เนาะသူတို့ကိုเนาะငွေတွေပိုကောက်တယ်တောင်းစားတယ်စသည်ဖြင့်ဒီလိုပုံစံမျိုးဖြစ်နေတာ哦เนาะဆိုတဲ့အခါကျတော့အဲ့လောက်ပဲကျွန်တော်တော့မမေရရမိတယ်เนาะတခြားဟာတွေကတော့သူတို့ကိုကောင်းတဲ့အကြောင်းပဲပြောတယ်ဆိုတော့မအားလားလောက်တော့မခံသေးဘူးเนาะမတကိတ်မီဒီယာတို့ဝိုင်းပြီးတော့เนาะသူကသမကြတယ်เนาะအမျိုးမျိုးပုံပုံပြောကြတယ်အဲ့လောက်တော့ကျွန်တော်တို့မခံရသေးဘူးလို့တော့ထင်တာပဲ နော်မအလားလို့ဖြစ်မယ်ဆိုရင်တော့တော်တော်ကတော့ကံမဲ့ပုံဖြစ်နေတယ်နော်ဆိုတော့အခါကျတော့ဒါတတိယမီဒီယာလော့ကတွေကတော့နော်ပြောကြတာပဲနော်ပြောကြတာပဲဆိုတော့အဲ့ဒီမှာဘန်လိုက်မှုတွေကတော့အများဖြစ်တော့သူ့ဖြစ်မှာပဲပါတာများပါတယ်နော်တတိယဌာနတွေကဆိုတော့အခုနော်ဘုံမှုထုံးမင်းနိုင်ကနော်ထုံးမင်းနိုင်ကနေပြီးတော့အခုနာကဒီစေးရဲ့အုတ်ချုပ်ရဲတွေကိုနော်တတိယအမားတွေဖြတ်နေတယ်သူတို့ကိုတရားစွဲမယ်ဆိုတော့ပုံစံမျိုးလေကျွန်တော်တို့တည်င်းတွေခုတက်လာတယ်เนาะတက်လာတယ်အဲ့ဒီတည်င်းကိုကျွန်တော်သုံးသက်ချိတာပေါ့เนาะသုံးသက်ချိတာအမှန်ကတည်င်းထားလိုက်တော့အများစုကသူ့ဖက်မှာပဲเนาะသူ့ဖက်မှာပဲ ဆိုတော့တချို့ဟာတွေကတော့ခုနပြောတဲ့အကြောင်းအရာနဲ့ချက်လို့ပါလို့တွေးနိုင်တယ်ဆိုတော့အဲ့ဒီဟာတွေကတော့တရင်ဌာနတွေကဖော်ပြထားတာကိုတွေးလာရပြီအခုပေါ့နော်ဆိုတော့နောက်တစ်ခုကကရင်ပြည်နယ်နော်ကရင်ပြည်နယ်တန်တောင်ကြီးအဲ့ဒီတန်တောင်ကြီးမြို့နယ်မှာဆိုလို့ရှိရင်ဘင်းတောင်အဲ့ဒါဆိုလို့ရှိရင်တော့ဒီတပ်မြို့နော်တပ်မြို့အဲ့ဒါကတန်တောင်ကြီးမှာရှိတယ်ကျွန်တော်ကျွန်တော်လေးရောက်ဖို့တယ်အဲ့ဒီနေရာကိုနော်ဒီနေရာတွေကိုသွားလို့ရှိရင်တော့တောင်တွေတက်ရတော့ပေါ့နော်တကယ့်တောင်စစ်ကွေးတွေကိုကျွန်တော်တို့တက်ရတယ်တော်တော်ကိုတက်ချက်အရင်ဖို့နော်သွားလာရတယ်ဒီခေးပဲဆိုတော့အဲ့ဒီတပ်မြို့မှာဆိုလို့ရှိရင်ဘာတွေတင်နှံပေးလဲဆိုလို့ရှိရင်တက်ခွေးမှုတင်နှံပေးတယ်သူတို့ကနော်တက်ခွေးမှုတင်နှံပေးပြီ ီးတော့သင်တန်းတွေဆင်းကြတယ်နော်ဆင်းကြတဲ့ခါကျတော့အဲ့ဒီမှာရင်တန်းနဲ့နေပြီးတော့သူတို့ဆင်းလာကြတယ်ဆင်းလာကြတဲ့ခါကျတော့အဲ့ဒီကဒီဖက်ကနော်ဒီ KNLA ပူပေါင်းအဖွဲ့တွေကနေပြီးတော့တိုက်လိုက်တယ်နော်တိုက်လိုက်တဲ့ခါကျတော့အဲ့ဒီမှာရောက်ပေါင်း6ရောက်တေဆုံးသွားတယ်နော်တေဆုံးသွားတယ်အဲ့ဒီမှာတက်ခွေမှု along 6လောက်ပါတယ်နော် တခြားတော့ဒီစစ်တေတွေပေါ့နော်အငယ်ပေါ့အတိတ်ပြတော့သူတို့ကတော့အသေးဆက်ဆက်လို့ပြောမှာပေါ့တက်ခွင့်မှုတင်တန်းတွေတက်ကြတယ်တက်ကြပြီးတော့ပြန်လာတော့အခါကျတော့ဒီဖက်ကတည်င်းတွေရပြီးတော့ဒီဖက်ကအသကုံဆော်ထည့်လိုက်တာနော်ဆော်ထည့်လိုက်တဲ့အခါကျတော့အဲ့ဒီမှာဒီစုံသားတွေဆိုတဲ့ဟာကိုတွေးရတယ်အဲ့ဒီမှာအကောင်ကြီးတွေကြီးပဲအတိတ်ပြတော့အကောင်ကြီးအလောင်းတွေပေါ့အလောင်းဆိုတာကတော့ဒီတက်ခွင့်မှုအလောင်းတွေပေါ့အစ်စ်တွေဖြစ်မဲ့လူတွေပေါ့နော်ဖြစ်မဲ့လူတွေနော်ဒီမှာရှေ့ရောက်ပါတယ်တယောက်တော့တက်တာအငယ်တယောက်ပါတယ်ဆိုတော့အဲ့ဒီတည်င်းနောက်တစ်ခုကအိန္ဒိယနိုင်ငံကဒီလီယံပြစ်ချတဲ့တည်င်း ဒီလည်းရပြကြတဲ့ထဲမှာထုထုဆဆန်းတရောက်ကအသက်ရှင်နေဒီထဲမှာเนาะအသက်ရှင်နေဆိုတော့အဲ့ဒီအကြောင်းကိုဒီကိတ်တင်းမီဒီယာလောကမှာကမ္ဘာမီဒီယာတင်းင်းတွေမှာเนาะဒီကိတ်တီလီဗီရှင်းတို့မှာပါလာကြတယ်သူရအယုတ်ကိုเนาะပါလာကြတယ်ဆိုတော့အဲ့ဒီလူကဘလို့ရှင်တန်သွားလဲဆိုတော့ဘာပဲဖြစ်ဖြစ်เนาะအဲ့ဒီထဲမှာတရောက်ရောက်တော့ကန်ကောင်းတာရှိရယ်เนาะတချို့ဒီပြိမှုတွေကျွမ်းနေတာကျွန်တော်တို့တွေ့ရလိမ့်မယ်เนาะတိန်မီတာဇူလိုက်เนาะသူတို့တက်ဖြတ်တယ်အဲ့ဒီထဲမှာတကိတ်ကလင်းတွေတယောက်ကလွမြောက်သွားတယ်เนาะအဲ့ဒီတက်ဖြတ်တဲ့ကြားနေပြီးတော့လွမြောက်သွားတယ်အဲ့လိုမျိုးအဖြစ်မျိုးတွေကတော့ခဏခဏရှိတယ်ဆိုတော့အခု ဒီလောက်လေးရင်ပြန်มาပါတယ်လို့အားလုံးနေပါအားလုံးလို့ပြောလို့ရတယ်เนาะအားလုံးလို့ပြောလို့ရတယ်ညလေးစင်းနဲ့တယောက်မှာအကုန်သေးတာဆိုတော့ဒီမှာဝန်ထမ်းကဆေးလေးရောက်ပါတယ်လို့ပြောတယ်เนาะပါတယ်ဆိုတော့အဲ့ဒီမှာည90နဲ့6ယောက်လို့ပြောတယ်เนาะ6ယောက်လို့ပြောတယ်ဆိုတော့အဲ့ဒီထက်မှမှတယောက်လို့တာအဲ့ဒီတယောက်ကကျွန်တော်တို့ emergency အပေါက်နားမှာเนาะ 11A လို့ခေါ်တယ်เนาะအဲ့ဒီခုနဘက်မှာသူကထိုင်တာထိုင်တော့သူကတော့ဒဏ်ရာတွေတော့ရတယ်မျက်နှာလို့ပါလို့ဆိုတော့တေဆုံးမှုထက်မှသူမပါသွားဘူးသူကိုယ်တိုင်အဲ့ဒီเนาะ အပုံထက်ကနေပြီးတော့အပြည့်စုံပုံထက်ကနေပြီးတော့ထွက်လာတာเนาะသူကိုယ်တိုင်လမ်းလျှောက်ပြီးတော့ထွက်လာတာတကယ်เนาะတကယ်အော်စရာတတိယဘုတ်အနေနဲ့တကယ်တတိယမီဒီယာလောကမှာပေါ်ပြကြတဲ့သူရဲ့ဓာတ်ပုံတွေသူရဲ့ဗီဒီယိုတွေဗီဒီယိုလေးကျွန်တော်တို့တွေ့ရလိမ့်မယ်အမမြင်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့တက်ထွေးနိုင်ဒီသူ့ရဲ့တည်င်းဌာနမှာသူ့သူ့ဖော်ပြထားတာကိုတွေ့ရနိုင်မယ်အဲ့ဒီမှာသွားပြီးတော့ကျွန်တော်တို့ခြေလို့ရတယ်နော်ဆိုတော့ဗီဒီယိုအပိုင်းအစလေးပဲနော်အဲ့ဒီမှာသူထွက်လာတာသူကိုယ်တိုင်ထွက်လာတာဆိုတော့လူတွေတော်တော်ကိုစိတ်ဝင်စားကြတယ်နော်ဒီလော့လေးရပြန်ပြက်ကြတာပောက်ပွဲတာ တော့မှ तू ကသက်ရှင်ခြင်းရစ်ခိတ်နိုင်တယ်ဆိုတာကတော့တကယ်ကန်ထူးရှင်ပဲနော်ကန်ထူးရှင်ပဲဆိုတော့အဲ့ဒီမှာလူတွေအများကြီးအများကြီးသိတယ်နော်သိတယ်ဆိုတော့အဲ့ဒီတတင်းကတော့တတင်းထူးပေါ့မနေ့ကအဆက်ပေါ့နော်နောက်တစ်ခုကလာရှုတ်ကိုထင်းချုပ်ထားတဲ့အခုစကားစပြန်ပြီးထင်းချုပ်လိုက်ပြီးတော့ပေါ့နော်ဒီတရုတ်ကအားကိုပြီးတော့နော်တရုတ်ကဆစ်ဆက်ပေးလိုက်တာတရုတ်ကပေးလိုက်တာတိပေးရတော့နော်ဆိုတော့အတာကလာရှုတ်ကိုထင်းချုပ်ပြီးထင်းချုပ်တဲ့ခါကျတော့အခုကုန်ကားကွန်ကနစေနဲ့နစီကိုသူတို့ဖမ်းလိုက်တယ်နော်အဲ့ဒီမှာပါတွေဘာကြောင့်ဖမ်းလဲဆိုလို့ရှိရင်အဲ့ဒီကားတွေကကျွန်တော်တို့နန်းကလေးစီးနန်းတင်တဲ့ ကားကရာ၄စီးပေတီစင်းတင်းတဲ့ကားက73စီးနောက်တစ်ခုကမြေပေးမြေပေးတင်းတဲ့ကားက5စီးနောက်စုစုပေါင်းမှာဆိုလို့ရှိရင်20နဲ့2စီးကိုဖမ်းတယ်เนาะအဲ့ဒါကတရားမဝင်ကုံသွေးမှုတွေလုပ်တဲ့နော်တွင်းကုံဒီကောမတရားတစ်ဖြင့်တွင်းတဲ့စသဖြင့်နော်ပုံမှန်တွေနဲ့ပေါ့နော်သူဖမ်းလိုက်တယ်အစီပေါင်း20နဲ့20ကိုဖမ်းတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်ဆိုတော့သူတို့ကလည်းခုနကလွတ်လွတ်လပ်လပ်သွားလို့ရတာတော့မဟုတ်ဘူးသူတို့ကားတွေကိုလည်း နော် MDA ကဆစ်ဆစ်ချင်းကိုတော့ခံရတာပေါ့နော်အဲ့ဒီမှာလဲ on the tag နော်သူတို့အစ်စ်ခံရတာပေါ့ဘာဖြစ်ဆိုတော့တရုတ်ကဆစ်ဆက်ပေးတယ်ဒါပေမဲ့အပြင်မှာဆိုလို့ရှိရင်တော့ MDA ရဲ့စစ်သားတွေရှိတာဟုတ်သူတို့လွတ်လွတ်လပ်လပ်သွားသွားလာလာအဲ့လိုလိုမဟုတ်ဘူးအခုလောလောဆယ်ပေါ့နော်ပြန်မှာဆိုလို့ရှိရင်ဖြစ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 ်နဲ့အဲ့ဒီ MDA ဆိုလို့ရှိရင်တော့ဟောအဝေးမှာရောက်သွားမှာပဲနော်အဲ့ဒီ TOR နဲ့ပဲလုံမှာပဲသူကတော့ဆိုတော့အဲ့ဒါကနောက်မှာပဲဒီ MDA တို့ဘာလို့တော့ဒါချီစွာရမှာပေါ့နော်ဆိုတော့ခုလောလောဆယ်ကတော့အဲ့ဒီမှာရောက်နေပြီရောက်ကလေးကနေနေပြီးတော့အခုကတော့တော်တော်ကို ဒီကားတွေကိုဖမ်းဆီးမှုတွေလုပ်တယ်ဆိုတဲ့ဟာကိုဒီနေ့တတိယမီဒီယာမှာတွေ့ရမယ်နောက်တစ်ခုကမုံရွာကနေပြီးတော့ဒီအချင်းထောင်မှာရှိတဲ့နိုင်ငံရဲ့အချင်းသားတွေကိုဟိုမှာအုပ်ဖို့ထောင်တော့တခြားနေရာတွေမှာရွှေ့ပြောင်းနေနော်ရွှေ့ပြောင်းနေဆိုတော့မနေ့ကဒီအုပ်ဖို့ထောင်မှာရောက်တယ်ရောက်တဲ့ခါကျတော့အဲ့ဒီနိုင်ငံရဲ့အချင်းသားဒီ90နော်90ကိုအဲ့ဒီမှာဝင်ထမ်းတွေကအတကုံရိုက်တာ။နော်ရိုက်တဲ့ခါကျတော့အယောက်ပေါက်90 ထိခိုက်ဒဏ်ရာရရှိမှုတွေရှိတယ်ဆိုတဲ့ဟာကိုတော့ဒီနေ့တတိမီဒီယာမှာတွေ့ရမယ်။နောက်တစ်ခုကဒီမခွေးတိုင်းနတ်ရေကန်နတ်ရေကန်ကနေပြီးတော့ထွက်ပြေးတယ်။ထွက်ပြေးလာတဲ့ခါကျတော့ဒီဖက်ကကာကွယ်ရေးဖွဲ့တွေကနေပြီးတော့ဖမ်းဆီးတယ်။ဒါလည်းတကယ့်တည်င်းကောင်းပဲ။အဲ့ဒါကဒီလင်ချောင်းရင်ကာကွယ်ရေးတက်ကနေပြီးတော့နစင်းနဲ့၃ဦးနော်လက်နဲ့ခေရနဲ့အဖကုံထွက်ပြေးတာထွက်ပြေးတဲ့ခါကျတော့ဒီဖက်ကနော် CDF အရှုလည်းဖွဲ့တွေကနေပြီးတော့သူတို့ကအရှင်ဖမ်းမိတယ်။အဲ့ဒီတည်င်းတပ်ပုံတွေကလည်းတကယ့်ဝဝေးဆဆာ တတိယမီဒီယာလောကမှာဖော်ပြထားတဲ့အကြောင်းအရာတစ်ခုအနေနဲ့ကျွန်တော်တို့တွေ့ရတယ်။ဆိုတော့သူတို့ထွဲပြေးတဲ့တတိယကတော့နေရာတကာမှာပဲလုံးဝမနေရဘူးထွဲပြေးတယ်။နော်ကစင်းကလေးကထွဲပြေးတယ်။ဘယ်သူမှတိုက်မလို့မရှိတော့ဘူးခုကသွားနိုင်တဲ့ရမယ်။ စခန်းတွေကပုံများတယ်တက်လာပြီးဟဲ့ဆိုလို့ရှိရင်သူတို့ကထွက်ပြပေါ်အဆင်သင့်ပဲအဲ့လိုမျိုးဝန်ဆောင်မျိုးကိုကျွန်တော်တို့တွေ့ရတယ်နောက်တစ်ခုကဇော်ဖိုးဟိန်ဇော်ဖိုးဟိန်ကတော့ဒီစက္ကဆအတွက်တော်တော်ကိုလော်ပြီးလုပ်ခဲ့တယ်သူကတော့လုပ်တဲ့အထက်မှာတော့နော် PDF တွေလည်းအသကုံဆော်သလိုသူတို့ရဲ့စစ်တပ်တွေကိုလည်းအကြီးကြီးတွေလည်းတော်တော်ဆော်တယ်သူကဆိုတော့နှစ်ဖက်ဆော်တဲ့အခါကျတော့သူကတော့ဖက်ရံသူတွေများတယ်များတဲ့အခါကျတော့အခု ဒီဒေါ်မိုးမိုးခိုင်ဆိုတဲ့လူကဒီရန်ကုန်ကနေပြီးတော့တရားဆွဲရဲတရားဆွဲတဲ့ခါကျတော့အဲ့ဒီပြင်ဦးလယ်မှာသူ့အနေအိမ်မှာသွားပြီးတော့ဖမ်းတယ်ဖမ်းပြီးတော့စစ်ကြောရဲကိုပို့တယ်နော်အလီပန်းတိုင်းအဲ့ဒီစစ်တိုင်းဌာနချုပ်မှာသွားပြီးတော့ဒီစစ်ကြောရဲမှာပို့တယ်ဆဲဆဲတယ်ဒီနေ့ကတော့နော်တတင်းတစ်ခုတက်လာတယ်အဲ့ဒါကဘာလဲဆိုလို့ရှိရင်တော့အချင်းညိုပြက်စေတဲ့ပုံမှနာမည်ကြီးတယ်ဒါလည်းနော်အချင်းညိုပြက်စေတဲ့တစ်ခုခုပြောတယ်ဆိုလို့ရှိရင်နိုင်ငံတော်အကြီးအကဲတွေကိုအဲ့လိုမျိုးပြောလို့ရှိရင်အချင်းညိုပြက်တယ်နော်အဲ့ဒါကမာလာအပါဝဲစေကောင်းဆောင်တွေကသူကအဖကုံဆွဲတာနော်ဆဲတာအဲ့ဒီအန်တို့ကြားတဲ့အခါမှာအရှော ဒီစစ်တိုင်းခံလာချုပ်လို့ကြားတဲ့ခါကျတော့အဖကုံဆဲတာနော်ဆဲတဲ့ခါကို तू ကတော့မဆဲဘူးလို့ပြောတယ်နော်ဒါတွေကျတော့အမှန်မပြောပဲဘူး तू ကအများပြက်နဲ့ तू အမှန်ပြောတယ်နော်အလိုမျိုးဆော်တာပဲနှစ်ဖက်စလုံးကိုဆိုတော့ तू ကနှစ်ဖက်စလုံးကို तू ကတော့ရန်သူရှိတယ်ဒီ PDF ဖက်မှာရှိတယ်လို့စစ်တပ်ဖက်မှာလည်းတော်တော်ရှိတယ်သူတို့တိုင်ဝမ်တွေကလုံးဝမချိနိုင်ကြအောင်တကယ့်အရာရှိအစင်းနဲ့သူ့ကိုမချိနိုင်ကြအောင်ဆိုတော့ငါအခုကတော့နော်အချင်းချင်းပြက်စေတဲ့ငါတညာငါကနေနေပြီးတော့ အဲဒီရုပ်တွေပြလို့ရှိတာဆက်သွေးရေပုံမှန်နဲ့နော်66ဂါဂျီနဲ့ဒါလည်းတကယ့်ရေဖန်းစားတဲ့ပုံမှန်ပဲနော်အဲ့ဒါကဒီဖုန်းတွေပါတွေ electronic တွေကလည်းသုံးလို့ရှိရင်ဆက်သွေးရေပုံမှန်အဲ့ဒါနဲ့သူတို့ကဖမ်းတာဖြစ်တယ်နော်သူရဲ့နောက်မှာသူအဲ့ဒီတရားအစွဲမခံခင်မှာသူရဲ့နောက်မှာဘာလို့ရှိလို့ရှိလို့ရှိရင်တော့ပေါကူတော်တို့ကျော်စိုးဦးတို့ကျော်စင်ဦးတို့စသည်ဖြင့်သူတို့ကတော့တကယ့် နော်သွေးတောက်လေးပေါ့ရေးအခင်းနဲ့ဖြစ်တဲ့ခါကျတော့နော်ဘာတို့မှတို့နာမကမ်းမဲ့လို့ရှိတော့နော်အဲ့ဒီကျော်စိုးဥတို့ဘာလို့ဆိုလို့ရှိရင်လဲသူ့အတွက်နော်တစစ်တစောင်းညနော်အဲ့ဒီမှာကာကွယ်ပြီးတော့ရက်တီပြတာမရှိဘူးအခုပောက်ကိုတော်တို့ဘာလို့ဆိုလို့ရှိရင်တော့သူ့ကြောင့်နော်ဆန္ဒပြမှုတွေမဖြစ်စေဖို့အတွက်သူတို့ဓာမြင့်တယ်သူအဖမ်းခံတာကောင်းတယ်တဲ့မဟုတ်လို့ရှိရင်တော့ပြရတတ်ချင်းကိုသူခံရမယ်အဲ့ဒါကြောင့်သူခံကောင်းတဲ့ဆိုတဲ့ဟာကိုသူပြောတယ်ငါပေါ့ပေါ့နော်အဲ့ဒီလည်းပောက်ကိုတော်ဆိုတဲ့နာမည်ကြီးတဲ့သူလဲနော်ဆိုတော့အဲ့လိုမျိုးပြောတယ်ပြလို့ရှိရင်တော့ဆန္ဒမပြဖို့သူကသူ့ရဲ့ ဒီ Instagram မှာနေပြီးတော့ရေးတယ်ဆိုတဲ့ဟာကိုဒီနေ့တင်းတင်းမီဒီယာမှာတွေ့ရမယ်။နောက်တစ်ခုကတနေ့တိုင်တိုင်ထိုင်းနေဆက်ပေါ့နော်။ထိုင်းနေဆက်အတားကဒီငရဲနေစခန်းကိုနေပြီးတော့ဒီ KNL နဲ့ပူပေါင်းဖို့တွေကနေပြီးတော့တိုက်တယ်။တိုက်တဲ့ခါကျတော့ခုနကကျွန်တော်အရှိကပြောသလိုပဲသူတို့ကလုံးဝတိုက်ချင်စိတ်လုံးဝမရှိတော့ဘူး။မရှိတဲ့ခါကျတော့အကုန်လုံးထိုင်းမှာထွက်ပြေးသွားတယ်နော်။အယောက်ပေါင်း30ရှိတယ်။ဆိုတော့အဲ့ဒီစခန်းကိုနေပြီးတော့တင်ပိုက်လိုက်တယ်။ဒါပေမဲ့အဲ့ဒီစခန်းကိုရှင်းလင်းဖို့ကတော့မိုင်းတွေအများကြီးထောင်ထားတာဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီမိုင်းရှင်းလင်းမှုတွေကို လုပ်နေတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရမယ်နောက်တစ်ခုကအခုနိုင်ငံတကာသတင်းဒါလေးစိတ်ဝင်စားစရာတစ်ခုဖြစ်တယ်နော်အဲ့ဒါကဘာလို့ဆိုလို့ရှိရင်တော့ Israel နဲ့ Iran ပေါ့ Israel နဲ့ Iran လို့ပြောတာထက် Iran နဲ့ America ဆိုလို့ရှိရင်တော့ပို့ပြီးတော့ import လိမ့်မယ်ဘာဖြစ်ဆိုတော့ ဒီ Israel ကိုလုံးလုံးထောက်ခံတာကအမေရိကဖြစ်တယ်နော်ဆိုတော့ Iran ကိုပထမဆုံးဒီသမ္မတ Trump ကတက်လာတဲ့အခါကျတော့သူကဒီ nuclear ဆွေးနွေးဖို့တို့အရင်ကသူတို့ဆွေးနွေးတယ်ဆွေးနွေးပြီးလို့ရှိရင်အဲ့လိုအခွင့်အရေးတွေကိုတောင်းတယ်တောင်းတယ်ပေးတယ်ဒါပေမဲ့တခါမှအဲ့ဒီဟာကိုဆွေးနွေးတာမရှိဘူးဆိုတော့အခုသမ္မတ Trump တက်လာတဲ့အခါကျတော့သူကမလုပ်လဲဆိုလို့ရှိရင် Iran ကို main nuclear ဆွေးနွေးမှုကို main အဆုံးတမ်းလမ်းတောက်လာမသားဘူးဆရာငါတို့တိုက်မယ်ဆိုပြီးမှသူတို့ပြောထားတယ်တမတ်ထရန်ကဆိုတော့အခုဒီ history ကဘာလုပ်လာလဲဆိုလို့ရှိရင်တော့ no ထလာတဲ့ချင်းတိစစ်စင်ရေးကိုနေပြီးတော့အဲ့လိုမျိုးစစ်စင်ပြီးတော့သူတို့က nuclear စီမံထားတဲ့နေရာအုပ်ချုပ်ရေးပိုင်းဆိုင်ရာတရားကိုပြင်မှတ်ထားပြီးတော့ save ဆိုင်ရာတွေကိုပြင်မှတ်ထားပြီးတော့ပြစ်တယ်နော်ပြစ်တဲ့ခါကျတော့အဲ့ဒီမှာတကယ်နော် nuclear ပညာရှင်6ယောက်ထေသွားတယ်နော်6ယောက်ထေသွားတယ်ပြီးလို့ရှိရင်တော့အဲ့ဒီမှာဒီ အီရန်ရဲ့အရေးကြီးတဲ့နော်စိတ်ဥစုချုပ်တယောက်ထေသွားတယ်နော်ထေသွားတယ်ဗီယက်နာမ်ကဘာလို့စိန်ဆလမ်လို့ခေါ်တယ်သူရဲ့ထေဆုံးမှုကတော့ဒီအီရန်ကဒီတီလီဗီရှင်းကနေပြီးတော့ direct ထုတ်လွှင့်တာကိုကျွန်တော်တို့တွေ့ရမယ်ဆိုတော့အဲ့ဒီမှာအစ္စရေးကနေပြီးတော့တိုက်တဲ့ဟာတော်တော်ထိကျောက်မှုရှိတယ်အဲ့ဒီမှာကျွန်တော်တို့နျူကလ িয়ার ကြီးလုတ်တဲ့လူတွေပညာရှင်6ယောက်တော့မှတေဆုံသွားတယ်နော်တေဆုံသွားတယ်ဆိုတော့အစ္စရေးပြင်းမှဆိုလို့ချင်းတော်တော်ထိရောက်တယ်အီရန်ကလည်းဒုံးအစင်းပေါင်း100နဲ့ပြန်ပြီးတော့ တို့ကိုကလေးစားချေတယ်ဆိုတဲ့ဟာကိုလည်းဒီနေ့တွေ့ရတယ်ဆိုတော့ဒီနှစ်ခုကိုပြန်ချိန်မယ်ဆိုလို့ရှိရင်တော့เนาะတော်တော်ကိုဒီဖက်က Iran ဖက်ကတစ်ဖက်လို့ရှိတော့ဒီဖက်က Israel နဲ့ ကျွန်တော်တို့ USA ကတဖက်เนาะအဲ့လိုမျိုးလုပ်နေတာကိုတွေ့ရတယ်ဆိုတော့ဒီဟာက blockchain ပြန်မလဲ Iran ရဲ့နောက်ဖက်မှာဘယ်သူတွေရှိလာမလဲဆိုတဲ့ဟာကိုတော့တကယ်စိတ်ဝင်စားစရာကျွန်တော်တို့ကြည့်ရမယ်ဒီစစ်ပွဲကနေပြီးတော့ World War 3တို့ဖြစ်လာမလားဆိုတဲ့ဟာကိုတော့ကျွန်တော်တို့ဆက်တော့ကြည့်ရမယ်အချိန်နဲ့တွေ့ရတယ်ပြီးလို့ရှိရင်တော့မြန်မာနိုင်ငံမှာဆိုလို့ရှိရင်တော့ရွှေဈေးတွေတော်တော်ဈေးတက်တယ်90နဲ့6သိန်း5000အထိတောင်မှကျွန်တော်တို့တက်လာတယ်ဒေါ်လာကို4430 4430ကနေ30 30ကနေတခုအခုထပ်ပြီးတော့ပါတက်လာလဲဆိုလို့ရှိရင်4560အထိတက်လာတယ်เนาะတော်တော်ကိုဈေးတက်လာ ါတယ်အဲ့ဒါကိုနော်တရားမဝင်ငွေလေး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 ကိုဖမ်းတယ်အဲ့ပြီးတော့ရွှေလုံငယ်ရှင်တွေကလည်းတတိပေးတယ်စသဖြင့်ဒီသတင်းတွေကတော့အခုသတင်းမီဒီယာဘက်ကမှပေါ်လောရိုက်တဲ့သတင်းတွေပေါ့နော်နောက်တစ်ခုက AMD တိုင်းတိုင်းချောင်း မြို့မှာဆိုဒီအပြောက်တက်340လဲနေလေအမြောက်တက်ရဲ့ဒီဟောင်းဝင်စားတွေကိုအဲ့ဒီမှာမထားရတော့မထားရတဲ့ခါကျတော့အရေးပေါ်နော်အရေးပေါ်ပြန်ပါပြောင်းလိုက်လဲဆိုလို့ရှိရင်တော့ဂျုံပြောမှာရှိတဲ့နေခလာရ36ကိုတော့ရွှေ့နေကြတယ်နော်အဲ့ဒီမှာလူတွေလူတွေအဲ့ဒီအမြောက်တက်ကနော်စကားဆရဲ့လူတွေ20ကျော်နော်ကစင်းကလေးထွက်ပြေးသွားတယ်ဆိုတဲ့ဟာကိုလေဒီနေ့သတင်းမီဒီယာတွေမှာတွေ့ရမယ်ဆိုတော့ဒီနေ့ကျော်လာစစ်တုံးရနေမှာသတင်းမီဒီယာတွေမှာဖော်ပြထားတဲ့အကြောင်းအရာတွေကတော့ဒီလောက်ပဲဆိုတော့နောက်နေ့မှာပြန်ဆုံကြရအောင်ဟုတ်က Subscribe ကိုနှိပ် කොණේ පේචා පේචනෝ විදියා